2025မှာတငယ်ချင်းတွေကိုကျွန်တော် blog ဆိုတာခင်မရှိတော့ပါဘူးခင်ဗျာကိုယ့်ရဲ့တငယ်ချင်းတွေကိုကျွန်တော်မမြင်ချင်မတွေ့ချင်ဘူးဆိုလို့ရှိရင်မျက်ကွယ်ပြုတဲ့နည်းတွေအများကြီးပေါ်နေပါပြီအဲ့အတွက်ကြောင့်ကျွန်တော်မျက်ကွယ်ပြုရတဲ့နည်းလေးတွေကိုဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှောက်ပေးပါမယ်ပထမဆုံးအနေဖြင့်ကိုယ့်ရဲ့ wall ဝင် warm လို့ရှိရင်ကျွန်တော်ဒီနားလေးမှာ friendly ရှိမယ်ကျွန်တော်ကတော့ professional dashboard ကိုဖွင့်ထားတဲ့ကြောင့်ဒီလိုပုံစံလေးဖြစ်နေပါဘောနော်အဲ့တော့ hide နားလေးမှာ friend ဆိုတာရှိလိမ့်မယ်ကျွန်တော်က out of ဲ့တော့ follower ဆွဲနေအောင်နှိပ်လိုက်တယ်ပေါ့နော်ဒီမှာ friend list ပေါ့ facebook အောက်မှာ friend list ရှိရဆို friend list ကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ကဝင်ပြီးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်အောက်ကိုလက်ကလေးနဲ့ဆွဲဆွဲပြီးလို့ရှိရင်ကိုမျက်ကွယ်ပြုခြင်းနဲ့တငယ်ချင်းကိုပေါ့နော် block ရမလို့ block ရဆိုတာတအားရိုင်းနေပေါ့နော်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်အဲ့တော့မျက်ကွယ်ပြုခြင်းနဲ့တငယ်ချင်းရဲ့ wall ထဲကိုဝင်လိုက်ပါဝင်ပြီးလို့ရှိရင်ဒီမှာ friend ဆိုတာရှိတယ် i friend ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ကတစ်ချက်ပေါ့နော်နှိပ်ပြီးလိုက်နှိပ်ပြီးလိုက်ပြီဆိုလို့ရှိရင်ဒီလိုစာကြောင်းကြီးကြာလာတယ်ကြာလာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ တိတ်အေး break ဆိုတာရှိရပါတော့တိတ်အေး break ဆိုတဲ့စာလေးကိုကျွန်တော်တစ်ချက်နှိပ်ပေးလိုက်နှိပ်ပေးလိုက်ပြီဆိုလို့ရှိရင်ဒီမှာအဓိကပြောချင်တာပေါ့နော်ဒီမှာအပေါ်ကအဓိကအချက်နှစ်ချက်ကိုကျွန်တော်တို့ကလှုပ်ပေးရမယ်ပေါ့နော်အဲ့တော့အပေါ်ကအဓိကနှစ်ချက်ကိုကျွန်တော်တို့လှုပ်ပေးမှသာရင်ကျွန်တော်တို့ပြေပေါ့နော်မျက်ကွယ်ပြုတ်လို့ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအပေါ်မှာရှိနေတဲ့ seal ဆိုတာရှိရဲ seal ပေါ့နော်အဲ့ဟာလိုတစ်ချက်နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနာလေးမှာရှိနေရပေါ့နော် limit who you are see profile ပေါ့နော်အဲ့တော့ဒီဟာလေးကကျွန်တော်တို့ဘာကိုပြောချင်တာလဲဆိုတော့ ဒီဟာလေးရပါတော့ကျွန်တော်တို့ကိုယ့်ရဲ့တငယ်ချင်းပေါ့နော်တင်ထားတဲ့ post တွေ video တွေဓာတ်ပုံတွေကိုကျွန်တော်တို့ကနေပေါ့နော်မမြင်အောင်လို့မျက်ကွယ်ပြူတာပေါ့နော်အဲ့တော့သူ့ကိုကျွန်တော်တို့က blog เสียလုံးဝမလို့မမြင်အောင်လို့မျက်ကွယ်ပြူလိုက်မှာပေါ့နော်အဲ့တော့မမြင်အောင်မျက်ကွယ်ပြူလိုက်မှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီမှာရောသူ့ကိုတစ်ချက်ဒါလေးကို select ကျွန်တော်ရွေးပေးပေါ့နော်ရွေးပြီးလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ save ဆိုတဲ့ clock လေးကိုနှိပ်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ ဆေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါနှိပ်ပေးပြီဆိုလို့ရှိရင်နောက်အောက်ကဒုတိယအချက်ရှိရအောင်နော်ဒုတိယအချက်ကကျွန်တော် limit watch ဆိုတာရှိရ limit watch ဆိုတာကကျတော့ဒါကိုယ့်ဘက်ကတင်တဲ့ post တွေ video တွေစာသားတွေကိုသူ့ကိုမမြင်အောင်လို့ကျွန်တော်တို့ hide မှာပေါ့နော်အဲ့တော့ hide your photo from နဲ့အဲ့တော့ကျွန်တော်တို့ကအားလေးကိုရွှေ့ပြလိုက်ရွှေ့ပြလို့ရှိရင်ကျွန်တော်တို့ကဒီနာအဆေးကိုကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်အဲ့တော့ကိုတင်တဲ့ photo တွေဓာတ်ပုံတွေအားတွေအကုန်လုံးသူ့ရဲ့ ဝေါ်ထဲမှာတော့မပြဘူးပေါ့နော်ကျွန်တော် Facebook ဝေါ်ပေါ့ဆွဲလိုက်မယ်ဆိုရင် Facebook ရဲ့ဝေါ်ထဲမှာမပြဘူးသူလည်းမမြင်ရဘူးမတွေ့ရဘူးပေါ့နော်ဒီလိုလှုပ်ထားရဆိုလို့ရှိရင်ကိုကဒုတိယကို block ဆရာမလို့ပေါ့နော် block ဆရာမလို့ပဲနဲ့ကိုရဲ့ပုံနေမမြင်အောင်လေကျွန်တော်လှုပ်လို့ရတယ်သူ့ဘက်ကတင်တဲ့ပုံနေဓာတ်ပုံနေ ျွန်တော်တို့စာသားတွေမမြင်အောင်လည်းလုပ်တဲ့နည်းဖြစ်တဲ့ကြောင့်အရန်ကိုတန်ဖိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကနေပြီးတော့အဲ့တော့ hide your photo from နဲ့အဲ့အကောက်ပိုင်းရှင်ကိုကျွန်တော်တို့ကနေ highlight မဲ့အဲ့အတွက်ကြောင့်စိတ်ကိုနှိပ်လိုက်ပါနှိပ်လိုက်ပြီဆိုလို့ရှိရင်အပေါ်မှာဒီပြထားတဲ့ seal နဲ့ကျွန်တော်တို့ limit word ဆိုရဲ့နှစ်ချက်ကိုတေချာလေးကျွန်တော်တို့ကပိတ်လိုက်မယ်ဆိုလို့ရှိရင်အဲ့တော့သူ့ဘက်ကိုလည်းကိုမမြင်အောင်ကိုဘက်ကိုလည်းသူမမြင်အောင်တခုတော့ရှိရဲသူ့ကိုကျွန်တော်တို့ကဘလော့တာမှုတ်တဲ့အတွက်ကြောင့်သူ့ရဲ့ ဝေါ်ရဲကိုသူ့ရဲ့အကောက်ထဲကိုအချိန်မီးဝင်ပြီးလို့ရှိရင်သူတင်ထားတဲ့ဓာတ်ပုံတွေဖိုတိုတွေစာသားတွေကိုအလွယ်တကူဝင်ကြည့်လို့ရပါတယ်ဒါကတော့အာသာချက်တစ်ခုပါအဲ့တော့လူတိုင်းလုံးတင်တယ်လို့ထင်ပါတယ်ဒီနီလေးကအရန်ကိုတန်ဖို့လည်းရှိတယ်ပြီးတော့ရိုင်းတဲ့မရိုင်းပြရတဲ့အတွက်ကြောင့်မျက်ွယ်ပြူတဲ့နီလေးဖြစ်တဲ့ကြောင့်အားလုံးလို့လို့ရှိရင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်